ကမ်းလွန်သဘာဝတံငွေစီမံကိန်းအစ်စ်တွေကိုတမတ်ချင်းတွေအတိုင်းစတင်နိုင်ဖို့ကြိုးပမ်းဆောင်ရွက်ရမယ်လို့လျှင်စင်းနဲ့စွမ်းရည်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌဘ ෝජ ုတ်ကြီးတင်အောင်ဆန်းကမက်လ6ရက်နေ့အစည်းအဝေးမှာပြောကြားခဲ့ပါတယ်။လက်ရှိမှာကမ်းလွန်စီမံကိန်းတွေကနေပြည်ရင်းသုံးသဘာဝတံငွေတိုးမြင့်ရရှိဖြန့်ဖြူးနိုင်ရေးဆောင်ရွက်ဖို့လိုအပ်နေတယ်လို့ဆိုပါတယ်။ အရင်ကရေနံလက်ရက်တွင်းတိမ်လုပ်ငန်းတွေဆောင်ရွက်ခဲ့တဲ့ဒေသတွေမှာစွမ်းအင်ဝင်ကြီးဌာနရဲ့ဤပညာဆိုင်ရာစီမံကြီးကြပ်မှုနဲ့စံတမတ်တွင်တူဖော်တဲ့စနစ်နဲ့ခွင့်ပြုနိုင်ဖို့စီစဉ်ဆောင်ရွက်နေတယ်လို့သိရပါတယ်ရှင်နံကျက်ဆက်ရုံတွေကိုအစင်မြင့်တင်ခြင်းအသစ်တိဆောက်ခြင်းတွေဆောင်ရွက်ခါအရေးသွေးပြေဝတဲ့73စီတွေကိုပြည်ရင်းမှာပုံမထုတ်လုပ်ဖြန့်ပြူးလာနိုင်အောင်ဆောင်ရွက်ပြီးပြည်ပမှ73စီတည်သွင်းမှုကို short ချသွားဖို့လိုတယ်လို့လဲကော်မရှင်ဥက္ကရာကစက်ပြောပါတယ် လက်ရှိမှာယတနာကန်းလွန်တဘာဝတငွေကိုရခင်ခွဲတန်းထက်တရက်ကိုကုဘပေးတန်း30ပုံမူဖြန့်ဖြူးပေးနိုင်ခဲ့လို့ဒါစနစ်အတွင်းလျှက်စစ်တအားတရာမကဝက်ခန့်ပုံမူရရှိဖြန့်ဖြူးနိုင်ခဲ့တယ်လို့သိရပါတယ်နာဆာကဥက္ကဋ္ဌဗိုလ်ချုပ်မူကြီးမင်းအွန်လိုင်းရဲ့ရုရှားခရီးစဉ်အတွင်းနှစ်နိုင်ငံစွမ်းအင်ဝင်ကြီးဌာနတို့အကြားမြန်မာကမ်းလွန်လောက်ကွက်တွေမှာရုရှားကုမ္ပဏီတွေကရင်းနှီးမြှုပ်နှံပြီးပူးပေါင်းဆောင်ရွက်ဖို့အတွက်ဖြစ်နိုင်ခြေစမ်းစစ်ခြင်းတွေလာရောက်ဆောင်ရွက်ရေးဆွေးနွေးခဲ့ပါတယ် အပြင်မြမရင်နဲ့တဘာဝတံငွေတူဖို့ထုတ်လို့ရေးမှလဲအစင်းမြင့်နည်းပညာတွေအသုံးပြနိုင်ဖို့ကုညီပေးရေးကိုလည်းထဲသွင်းဆွေးနွေးခဲ့တယ်လို့သိရှိရကြောင်းပါခင်ဗျာ